ဆိုရှိုင်းချန်နဲ့အတူရှဲစပွဲအတန်လေးကြောင့်ဝေဖန်ခံရတဲ့ဖွင့်ပြောလေအဲဆိုးနေကွာမ ဒီနေ့နှက်ခန်းမျိုး863ခါဆိုးလိုက်ရတယ်။ဘာလို့လဲဆိုအပွင့်ရဲ့နှက်ခန်းအနမ်းလေးတွေကိုတယောက်တော့သူကဆုတ်ပြီးတော့အာ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 ပန်းလေးနဲ့နှက်ခန်းလေးနဲ့ပွင့်ရတော့ခန္ဓာကိုယ်အချိုးအစားဘယ်သူနဲ့မှမတူသလိုချိုတာတဲ့အတန်ကြောင့်အနုပညာလောကမှာရက်တည်နေကြတာကြာပါပြီ။ဗီဒီယိုဇာကခေတ်ကလေးကဇာကရီတောင်လျှောက်ရိုက်ခွင့်ရခဲ့တယ်လို့လောက်ွက်လဲရခဲ့ပါတယ်။ပွင့်ရကိုပိုင်အိမ်လဲပိုင်ဆိုင်ပြီးဖြစ်တယ်လို့စီးစိန်လဲစူဆောင်းပြီးပြီဆိုပေမဲ့ အပြိုကြီးဘဝနဲ့သာဖြတ်တန်းနေရပါလက်ထက်ရမယ့်သူလည်းမတွေ့သေးပဲအပြိုကြီးဖြစ်နေပေမဲ့ပွင့်ဟာအမြန်ဆုံးလက်ထက်ချင်တာဖြစ်ပါတယ်ပွင့်မှာလိုချင်တဲ့အမျိုးသားပုံစံဆိုပြီးတော့စိတ်ကူးထားတာလည်းရှိပါတယ်ပြီးခဲ့တဲ့ရက်မှာတော့ပွင့်က စိတ်ကိုရီးယားမင်းသားလေးပုံစံနဲ့ထထူကြတဲ့သူနဲ့တွေ့ခွင့်ရခဲ့ပါတယ်အဲ့ဒီမင်းသားလေးကတော့တခြားသူမဟုတ်ပဲဇော်ရှိုင်းတဲ့ဖြစ်နေရပါဇော်ရှိုင်းတဲ့ကဗီတာမင်နဲ့တွဲလာပြီးတော့အနုပညာလောကမှာနာမည်ရလာခဲ့တာပါရုပ်ရည်ချုံမောတာကြောင့်မိန်းကလေးတွေအကြိုက်အစင်လေးအဖြစ်လဲလူပြောများနေခဲ့တာပါဇော်ရှိုင်းတဲ့ကိုအစင်လေးလို့သတ်မှတ်ပြီးတော့ကြွေရတဲ့သူတွေမှာပွင့်ရလဲပါပါတယ်ဒါကြောင့်မို့လဲပွင့်ရကိုပိုင်သချင်းထုတ်တဲ့အချိန်မှာမင်းသားနေရနေပြီးတော့ဇော်ရှိုင်းတဲ့ကိုကန့်လန့်ခဲ့တာဖြစ်ပါတယ်ဇော်ရှိုင်းတဲ့ ့အတူတချင်းရဲ့ဗီဒီယိုလေးကိုအတူတူရိုက်ခဲ့တာဖြစ်ပါတယ်။ဒေချရရဲ့မားနဲ့မောင်အဖြစ်တရုတ်ဆောင်ရတာဖြစ်ပြီးတော့အပွင့်ရအရန်ကိုရင်ခုန်နေရပါ။ Social Deck ကသူ့ရဲ့အိမ်မက်ထဲမှာတန်းထားခဲ့ရတဲ့မင်းသားလေးဖြစ်တာမို့ပို့ပြီးတော့ရင်ခုန်တာပါ။ Social Deck ကလည်းပွင့်နိုင်ရရတဲ့အတွက်ဝမ်းသာပျော်ရွှင်ကြောင်းထုတ်ပြောနေခဲ့တာပါ။ပွင့်ရဆော်ရှိုင်းထန်းနဲ့အတူတရုတ်ဆောင်တဲ့အချိန်မှာအရန်တက်ကြွတဲ့မမတယောက်ဖြစ်နေခဲ့တာပါ။ ွဲနဲ့ဇော်ရှိုင်းထက်ကတာမန်ထက်ကိုယနေ့နေကြပြီးတော့တယောက်နဲ့တယောက်ချက်တလို့ဖြစ်နေရပါပွဲရလဲဇော်ရှိုင်းထက်ရဲ့တော်ကီရီဂျာမှာအရေးပြောနေရတာပါဇော်ရှိုင်းထက်ကလည်းပွင့်ုံတကယ်ချက်တာ အရင်ကတည်းကအားပေးတာဆိုပြီးတော့ဖွင့်ဟထားတာပါဒါကြောင့်မို့သူတို့နှစ်ယောက်ကြားမှာတန်ရုံးစင်နေတူးနေတာပါ ပွင့်မီခင်ဖြစ်သူကလည်းဇော်ဆိုင်ထက်ကိုဒါတယောက်လိုအားပေးခဲ့တာဖြစ်ပါတယ်ဇော်ဆိုင်ထက်နဲ့တနေ့လုံးသတင်းဗီဒီယိုရိုက်နေရအောင်လဲပွင့်ကရှင်ခုံဆိတ်လို့ရှာနေရပါဒါကြောင့်မို့ဇော်ဆိုင်ထက်နဲ့အင်တာဗျူးချိန်မှာပွင့်ကရှင်ခွင်ထဲကိုတိုးပြီးတော့အာအာအာဆိုပြီးရည်တန်လေးတွေနဲ့ မြူရာလေးတွေရှိပါတယ်။ပွင့်ရရှက်လို့ရည်လိုက်တဲ့ရည်တံအတမျိုးကြီးဖြစ်နေတာမို့အင်တာဗျူးကြည့်တဲ့သူတွေကလန့်သွားပါတယ်။ပွင့်ရအတန်ကဂျပန်ဇာဂါရီတွေရလို့အတန်ဖြစ်နေတယ်လို့ထောက်ပြတဲ့သူတွေများလာခဲ့တာပါ။လူကြားထဲမှာကြည့်နေရင်လည်းအရှက်ကွဲသွားတယ်လို့ဆိုတဲ့သူတွေလည်းရှိလာပါတယ်။ပွင့်ရတော့ဒီအတိုင်းမောင်လေးကိုချွဲလိုက်တာဖြစ်ပေမဲ့သူတွေကဂျမျိုးချိန်ကုန်တာဖြစ်ပါတယ်။အခုလိုမျိုးရှက်ခွဲအတန်မျိုးနဲ့အင်တာဗျူးဖြစ်နေတဲ့ပွင့်ကိုသူတွေကပြောဆိုဝေဖန်နေကြတာဖြစ်ပါတယ်။ပွင့်ရအချိန်ကလေးကအခုလိုအတန်ဂျမျိုးတွေကိုသာပြောတတ်တာဖြစ်တာမို့ ။သိပြီးတော့မထူးဆန်းတော့ပါဘူး။ပွင့်ဝစကားပြောရင်အတန်ဟိုချိုးတာအောင်တာပြောတတ်တာဖြစ်ပါရဲ့။ ဒါအပြင်ရင်းနှီးတဲ့သူတွေဆိုရင်လည်းလက်တွေ့ပွေးဖက်ပြီးတော့ပွင့်အောင်အခုလိုပဲရင်းနှီးတဲ့စကားတွေပြောတတ်တာဖြစ်ပါတယ်။ချွဲတဲ့အသက်မျိုးလဲလုံးတတ်တာမို့ပွင့်အတွက်ကတော့မထူးဆန်းပေမဲ့အင်တာဗျူးမှာနားထောင်ရတဲ့သူတချို့ကတော့ထူးဆန်းကုန်ကြတာပါ။ပွင့်ကိုအရန်အကဲပို့လို့နဲ့ဆိုပြီးတော့လဲဝေဖန်နေကြတာဖြစ်ပါတယ်။တချို့ကလည်းဂျပန်စကားအများရိုက်တော့မလားဆိုပြီးတော့စိုးဝါတဲ့ဝေဖန်ချက်တွေကိုပြောဆိုနေကြတာတွေရှိပါတယ်။ပွင့်ရဲ့အတန်ပေါ်ပရိသတ်ကြီးဘယ်လိုမြင်လဲဆိုတာကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်။ အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။